အားလုံးပဲမင်္ဂလာပါဒီတစ်ခါတော့ပိုးကပိုးစောက်မှထားတာလေးအပေါင်းစင်းလေးလောက်ပြမှာဖြစ်ပါတယ်ဒါတော့ဖောက်တော့ဖောက်ပြီးတော့အဲ့တော့အဲ့ဒီမှာပြီးရတယ်အမေကြီးပြူလေးရိုက်ကောင်းပါပဲဆိုတော့ဝဲငါအုပ်မှထားတာဖြစ်ပါတယ်ပိုးဘာတွေမှထားလဲကြည့်လိုက်ရအောင် ချာစောင်းငါတို့ကတော့ဘုန်းတဲ့ရောက်နေပါပြီပစောင်းတွေလည်းဆိုတော့ကချလာဒါကတော့ပီမိုနီရဲ့လူပေါ်ကလူဖြစ်ပါတယ်ဒါကတော့ဖြိုးဝေရဲ့ရွှေတွင်းကငါပြရဲ့လီဝတ်ချက်ဆိုတဲ့စောင်းဖြစ်ပါတယ်ဒီတစ်ခါပိုးဝင်လိုက်တာပေါ့လို့စီဝါရေးစောင်းတွေပဲဖြစ်ပါတယ်ဒါကတော့နမကြီးဆရာကြီးရွှေဦးတောင်ရဲ့ အကျဉ်းဉဏ်ဖြစ်ကြီးပွားရေးစာအုပ်ဖြစ်ပါတယ်။ဒါကြတော့ဆရာအွန်လိုင်းဘာသာပြန်ပေးထားတဲ့ကိုပိုင်စီးပွားရေးလုပ်ငန်းစတင်လုပ်ကောင်းခြင်းများတွေ့ဆွဲစာအုပ်ဖြစ်ပါတယ်။ဒါကြတော့ဆရာမောင်ချိုးစပညာရဲ့ပြိသက်ရှိထွက်ဟောပြောမယ်ပြောမယ်ဆိုရင်းဆိုတဲ့စာအုပ်လေးဖြစ်ပါတယ်။ဒီစာအုပ်လေးငါ့ကိုနှက်ပြန်စာပြီးဖတ်ပါတော့မယ်။အားလုံးကြည့်ကြမယ်ဒီမှာလေးပပ